ျွန်တော်ကိုတောင်းဆိုကြတာဗောနော်ကိုသားကြီးနည်းနည်းလေးဝင်ရိုက်ပေးပါအဲတနေရာလေးပဲဖြစ်ဖြစ်နှစ်နေရာလေးပဲဖြစ်ဖြစ်ဝင်ရိုက်ပေးပါဆိုတဲ့အခါကျတော့အာကျွန်တော်စဉ်းစားတာဗောနော် the story လေးနဲ့အဲ့လိုပေါ့တကက်နှစ်ကက်လေးပါပေးမယ်ဆိုရင်တော့လေကျွန်တော်အဆင်ပြေပါတယ်ဆိုပြီးတော့ဒါကလေးတွေရဲ့စူးစမ်းမှုသူတို့ရဲ့ ပွဲဦးထွက်လှုပ်ရှားမှုမှာကျွန်တော်ဟိုဘယ်လိုပြောရမလဲစီနီယာတယောက်အနေနဲ့ပေါ့နော်တတ်နိုင်ဆုံးဝန်ရံပေးထားတာပါခင်ဗျာအာသဘင်အရာကတော့ဒါကျွန်တော်ဟိုဒီဇလန်ထဲမှာပေါ့နော်ဒီ MTV ထဲမှာကျွန်တော်ဟိုဦးလေးတယောက်အနေနဲ့သူတို့ကထည့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်လည်းဦးလေးနဲ့အတတ်နိုင်ဆုံးတူအောင်ပေါ့ဒါသဘင်လေးတွေကိုအဖြူရောင်လေးနေနေပါပါတုတ်လာတာပါ ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုသာကြီးပါအာဒီနေ့ရိုက်ကွင်းလေးရတော့ကျွန်တော်တပည့်ဖြစ်တယ်ပေါ့နော်ခိုင်သင်းကိုရယ်ပိုင်သိရယ်ဟာဒါတချင်းကိုအဲတချံတချင်းလေးတပုတ်တို့ထုတ်တယ်ပေါ့နော်အဲ့လိုထုတ်တဲ့အခါမှာလည်းလူငယ်တွေလည်းဖြစ်တယ်ပြီးတဲ့အခါကျတော့ဒါတို့ ရိုးသားစွာရှာဖွေထားတဲ့အမှုပညာကြီးလေးနဲ့တို့ကတချင်းလေးကိုဘဝမှာစပြီးပထမအဆုံးလုပ်တဲ့အခါကျတော့အာကျွန်တော်အကူညီတောင်းတယ်ပေါ့နော်တို့စပြီးတော့ဒီတန်းတချမ်းတချင်းလေးကိုစလုပ်မယ်ဆိုတဲ့ကလည်းအာကျွန်တော်လာပြီးတော့မေးတယ်ဒီတချင်းလောက်ရမလားဟိုတချင်းလောက်ရမလားလာပြီးတော့အကြံဉာဏ်တွေတောင်းတယ်ပေါ့အဲ့ထဲကလည်းကျွန်တော်အကြံဉာဏ်လေးတွေပေးပြတယ်ပေါ့နော်ပထမတော့ကတော့တို့က မုံလုံးကြီးပေါ်တခြင်းကိုစုံမယ်ဆိုပြီးတော့တို့ရည်ရွယ်ထားတယ်အဲ့ဒါလေးတော့ကျွန်တော်တားလိုက်တယ်ပေါ့နော်ဒီတခြင်းကတော့ဒါဘယ်လိုပြောရမလဲအစိုးရကြီးတွေလည်းအများကြီးစိုးခဲ့တယ်အရန်လည်းပောက်ခဲ့တယ်ဗမာတပြည်လုံးမှာမုံလုံးကြီးပေါ်တခြင်းဆိုဒီတစ်ပုတ်ပဲရှိခဲ့သေးတာပေါ့နော်အခုတော့ဒါမိုင်လေးရဲ့တခြင်းကဒါဒုတိယမြောက်နောက်တစ်ပုတ်ဖြစ်လာတာပေါ့အဲ့ခါကျတော့အဲ့တခြင်းလေးကိုမစိုးစေခြင်းဘူးဆိုပြီးတော့နောက်ထပ်ထပ်ရွေးပါဆိုတော့တို့ဒီတခြင်းလေးကိုထပ်ရွေးတာပေါ့နော် ဲ့ချိန်မှာလည်းဒါကျွန်တော်ရွေးထည့်တဲ့ဗာလည်းပါခဲ့တယ်ပြီးတော့တကယ်တမ်း MTV ရိုက်တော့မယ်ဆိုတဲ့အခါကျတော့လည်းဘယ်လိုပြောရမလဲဘယ်လိုရိုက်ရင်ကောင်းမလဲသူတို့လာတိုင်းမင်းတဲ့အခါကျတော့အဝစ်စားအစပေါ့နော်ကျွန်တော်အကြံဉာဏ်ပေးပြတယ်အဲပြီးတော့ရိုက်ဖို့ story လေးတွေလည်းကျွန်တော်နည်းနည်းပပပေါ့နော်ဟို hints လေးတွေပြောပြတာပေါ့အဲ့ခါမှာကျွန်တော်တောင်းဆိုကြတာပေါ့နော်ကိုသားကြီးနည်းနည်းလေးဝင်ရိုက်ပေးပါတနေရာလေးပဲဖြစ်ဖြစ်နှစ်နေရာလေးပဲဖြစ်ဖြစ်ဝင်ရိုက်ပေးပါဆိုတဲ့အခါကျတော့ အာကျွန်တော်စဉ်းစားတာပေါ့နော်တကြံချင်းဆိုလို့ရှိရင်တော့ညသောအဖြစ်ကတော့ဒါအာတချင်းတွေရှေ့ရဖွင့်လာတယ်နောက်ကနေကကြတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေရိုက်တာများတဲ့အခါကျတော့အဲ့အချိန်အဲ့လိုနေရာမျိုးမှာ ကိုကဝင်ကနေမယ်ဆိုရင်တော့လေကို့အသက်ရွယ်နေမလိုက်ဖက်ဘူးလေဒါကြောင့်မလို့ story လေးနဲ့အဲ့လိုပေါ့တကက်နှက်ကက်လေးပါပေးမယ်ဆိုရင်တော့လေကျွန်တော်အဆင်ပြေပါတယ်ဆိုပြီးတော့ဒါကလေးတွေရဲ့စူးစမ်းမှုသူတို့ရဲ့ပွဲဥထွက်လှုပ်ရှားမှုမှာကျွန်တော်ဟိုဘယ်လိုပြောရမလဲ senior တယောက်အနေနဲ့ပေါ့နော်တတ်နိုင်ဆုံးဝန်ရံပေးထားတာပါခင်ဗျာအာသဘင်အရာကတော့ဒါကျွန်တော်တို့ဒီဇလန်းထဲမှာပေါ့နော်ဒီ MTV ထဲမှာကျွန်တော်တို့ဦးလေးတယောက်အနေနဲ့သူတို့ကထည့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်လည်းဦးလေးနဲ့အတတ်နိုင်ဆုံးတူအောင်ပေါ့ဒါသဘင်လေးတွေကိုအဖြူရောင်လေးနေနေမပါ တုတ်လာတာပါဒါပေမဲ့ဦးလေးဆိုပေမဲ့လည်းသူတို့ကဦးလေးမှာမှနည်းနည်းခေါ်တဲ့ဦးလေးပေါ့နော်အဲ့လိုဖြစ်ချင်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်မေးတယ်ပေါ့နော်ကိုတာကြီးပုံစံကိုဖျောက်ပေးရမှာလားမေးတော့ဒါရိုက်တာကလည်းဒါကိုတာကြီးပုံစံဖျောက်เสียမလိုဘူးအာပြီးတော့အရင်တော့ကျွန်တော်ဒါဒုတိယမြောက်ရိုက်ခူးတဲ့ MTB ပေါ့နော်ပထမတစ်ခေါက်ရိုက်ခဲ့တာကတော့ဘီဘာဟင်းရဲ့တခြင်းလေးပေါ့နော်အုံအင်ဆိုတဲ့တခြင်းလေးမှာကျွန်တော်ရိုက်ပေးခဲ့တယ်အဲ့တော့ဆိုတဲ့ကျွန်တော်တောသားလေး style လေးကျွန်တော်လုပ်ပေးခဲ့တယ်ပေါ့နော်အဲ့တော့ဒီတစ်ခါကျတော့ဘယ်လိုလုပ်ပေးရမလဲဆိုတော့အသက်နည်းနည်းကြီးတဲ့ခေါ်တဲ့ အဘယ်လိုပြောရမလဲဥလေးပေါ့နော်အဖိုးကြီးတယောက်လှုပ်ပေးပါဆိုလို့ကျွန်တော်ဒီလိုလေးနည်းနည်းပြင်ဆင်လာတာပါခင်ဗျအဖိုးမွေးတော့ကြောင်းတော့ဒါဒီအဲ့ဒါကြီးပြောပါအာကျွန်တော်ပြောတယ်ပေါ့နော်ကျွန်တော်မြက်ခုံးမွေးလေးတွေရောဖြူပေးရမလားပေါ့နော်ဒါပွင့်ဇပင်စတိုင်ရောပြောင်းပေးရမလားပေါ့ပြောတဲ့အခါမှာတော့အဲ့ဒီဇပင်စတိုင်နဲ့ဒီမြက်ခုံးမွေးနဲ့ကတော့ဒါကိုသာကြီးရဲ့ treatment ဖြစ်နေတဲ့အတွက်ကြောင့်ဒီတိုင်းပဲထားပေးပါပေါ့အခုရိုက်တာကလည်းဒါ MTV ဖြစ်တယ်ပြီးတော့ပျော်ရွှင်စရာကောင်းအောင်ပဲရိုက်ကူးတာဖြစ်တဲ့အတွက်တကယ် character ကြီးအများကြီးဝင်စရာမလိုဘူးလို့ပြောတဲ့အတွက်ဒါ director ရဲ့အလိုကြ ပြင်ဆင်လာတာပါခင်ဗျအာသူတို့ကကျွန်တော်နှစ်မျိုးလောက်ထားတယ်လို့ပြောတယ်ပထမတစ်ခေါက်ကတော့အာကျွန်တော်ကဘယ်လိုပြောရမလဲအဲစိတ်ထဲမှာတော့ခေါ်ခြင်းပဲအပြင်ပိုင်းကကြတော့ဒါအသက်ကြီးရဲ့လူတစ်ယောက်အနေနဲ့အိမ်ထဲမှာသတင်းစာကြီးဖတ်ပြီးတော့နေတဲ့သူလိုမျိုးပေါ့ကျွန်တော်ကိုဖန်တီးထားမယ်ပြီးတော့မှဘယ်လိုပြောရမလဲတကြံဆိုတဲ့အချိန်ကြတော့လေအာတကြံပိုးကလူတိုင်းမှာရှိတယ်တကြံတချင်းတန်နေကြမယ်တကြံလှူရှားမှုတွေငွေသက်တွေမြင်တဲ့အခါကျရင်အားလုံးကပိုးတွေထကြွလာတဲ့အခါမှာအဲ့ထဲမှာ ကိုတာကြီးကလည်းတယောက်အနေနဲ့ဒါပိုးလေးတွေကြွလာပြီးတဲ့အခါမှာတော့လုံးဝခေါ်သွားတဲ့အဖိုးကြီးတယောက်ဖြစ်သွားအောင်သူတို့ဖန်တီးမယ်လို့ပြောပါတယ်ခင်ဗျာဒါကတော့ဒါရိုက်တာရဲ့ပုံဖော်မှုပေါ်မူတည်မှာပေါ့နော်ဒါရိုက်တာဆိုလည်းဒီလိုပဲကျွန်တော်နဲ့အနှစ်20ကျော်ခင်မင်လာတဲ့အဲကျွန်တော်အီရိုမာလက်ထက်ခရရပေါ့နော်အီရိုမာရဲ့ရှိုးပွဲတွေကိုဟိုဘယ်လိုပြောရမလဲလှုပ်ဖြစ်သွားအောင် နောက်ပိုင်းကနေပန့်ပိုးပြီးတော့မှတွန်းအားတွေပေးပြီးခွန်အားတွေပေးခဲ့တဲ့အဲကို့အမတယောက်လို့ချစ်ရတယ်ပေါ့နော် အမနဲ့သားလေးကဒါဒါရိုက်တာလှုပ်ပေးတာပါခင်ဗျာ အာဘယ်လိုလေးပြောချင်းလဲဆိုတော့တချင်းလေးကတော့ငါကိုယ်ရဲ့ပေါပီးသားချင်းလေးပါတကြံတချင်းအဟောင်းလေးဖြစ်တဲ့အတွက်လေးပေါပီးသားချင်းလေးဖြစ်တဲ့အတွက်သူတို့ပြန်ဆိုမယ်ဆိုရင်လည်းဒါညီလေးပိုင်တစ်ကောညီမလေးခိုင်တစင်ကိုရောအတန်လေးကောင်းကြတာဖြစ်တဲ့အတွက်အဲနေရာလေးတနေရာတော့ရမယ်လို့မျှော်လင့်ပါတယ်အဲ့ထဲမှာမှာကျွန်တော်လည်းဝင်ပြီးတော့ဟိုအားဖြည့်ပေးထားတယ် အမှန်တမ်းပြောတော့တို့ဟိုအတာအကြီးတွေလည်းပါချင်တာလေတို့မှအဲ့လိုငွေကြီးအားနေတဲ့အခါကျတော့ဟိုအတာတွေလည်းမငှားနိုင်ဘူးဆိုတဲ့အခါကျတော့ကျွန်တော်ကိုအကူအညီတောင်းတဲ့အတွက်ကျွန်တော်ကူညီပေးပြတာပါအာပောက်ပါစေအောင်မြင်ပါစေပိတ်သက်လက်ထဲကိုရောက်ပါစေလို့တော့ဆုတောင်းပေးပါတယ်ခင်ဗျအမှုပညာကြီးဘယ်တော့ရလဲဆိုတာတော့ဘီပါဟိန်း ဟို MTV တော့မှလည်းဒီလိုမျိုးပဲသွေးတိုးနေတဲ့ကြားထဲရပါတော့ကူညီပေးပါဆိုလို့ကျွန်တော်ဒီပါဟင်းတခြင်းလေးပောက်ပါစေဆိုတဲ့စိတ်ဆန္ဒအပြည့်နဲ့ကျွန်တော်တောက်ကူပေးပြစ်တယ်အိုက်တော့ဆိုတော့မှတ်မှတ်ရရလေးသွေးပေါက်ခြင်းအပေါ်သွေး180အောက်သွေး120ဖြစ်နေတဲ့အချိန်ကိုကျွန်တော်တွားရိုက်ခဲ့တာပါတော့အခုလည်းဒါမနေ့ကမှကျွန်တော်အာဟိုဘယ်လိုပျော်ပွဲဘက်ကနေပြန်လာတာညမိုးချုံမရောက်တယ်ဒီနေ့မနေ့အလုပ်တွေလုပ်ပြီးတော့ဒူးရှူတင်လာတယ်ပေါ့နော်နှစ်ခုလုံးကတော့ကျွန်တော်အမှုပညာကြီး 0ပါလို့ဘာလို့ဆိုတော့အားလုံးကဟိုအားလဲညီမလေးလို့ချက်နေတဲ့ဘီဘိုင်းတော့လည်းဒီအိုင်းမဲ့ကူညီပေးခဲ့တယ်အခုလည်းဒါကိုသပဲ့လေးတွေဖြစ်တဲ့ခါကျတော့ကျွန်တော်ကူညီပေးတာပါခင်ဗျငငယ်တော့တော့ကိုတာကြီးကစာချဖို့လေစာချဖို့ဆိုတော့အာတကြံကိုအမြဲတမ်းဖုံးကြီးဝတ်တယ်အဲရိတ်တာဝင်ရတယ်အမေတို့ ဟိုဥပုသ်ဆောင်ရင်လိုက်ရတယ်ဆိုတဲ့အနေထားမျိုးနဲ့ပဲကျွန်တော်ဖြတ်တန်းခဲ့ရတာဘယ်ချိန်ကျမှဂျပန် sorry ဘယ်ချိန်ကျမှဒဂျန်ရဲ့မှုကိုစရလဲဆိုတဲ့အခါကျွန်တော်တက်ကလို့စတတ်တဲ့အခါကျမှဒဂျန်မှုကိုစရတာပေါ့နော်အဲ့တော့တငယ်ချင်းတွေကအဲ့တော့ဆိုအင်းအားလမ်းမှာမန်တက်တွေအများကြီးအဲ့တော့ဆန်းဆန်းခန့်လမ်းမန်တက်ဟိုရဲလေးမန်တက်ဘာအဲ့လိုပေါ့နော်ဟို ထွန်းထွန်းမန်တက်ဒီလိုမျိုးမန်တက်တွေရှိကြတာရောအဲ့မန်တက်မှာ तू ကတော့ဗမာထိုင်မယ်ငါကတော့ဗမာထိုင်မယ်ဆိုတဲ့အခါကျတော့ကျွန်တော်မျက်စိတငယ်နားတငယ်လေးနဲ့ဘယ်လိုဘယ်လိုပြောရမလဲတောသားလေးပေါ့တော့အဲ့လိုဖြစ်နေတဲ့အချိန်မှာအဲ့ဒီအင်းအလန်မန်တက်တစ်ခုကိုကျွန်တော်ရောက်သွားတဲ့အချိန်မှာကျွန်တော်လေးအဲ့ဒီမန်တက်ထဲရောက်သွားတဲ့အချိန်မှာဘယ်လိုခံစားရလဲဆိုတော့ကျွန်တော်တို့တောမြို့လေးမှာပေါ့နော်ဟိုဘယ်လိုပြောရမလဲ နကနာပွဲကိုကျွန်တော်ရောက်နေသလိုပဲကျွန်တော်ရင်ထဲမှာလေးနေ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 ဖြစ်ပြီးတော့တချင်းတန်တွေကလည်းအများကြီးပဲလူတွေကလည်းအများကြီးပဲကကြပါတော့အန်အော်ပြီးလိုက်ကြည့်နေဘယ်သူမှလည်းရေမပတ်မိဘူးတော့ကိုလည်းမကတတ်ဘူးအမှန်တမ်းပြောအဲ့လိုမျိုးလည်းမကတတ်တဲ့ခါကျတော့လိုက်ငင်းနေပဲဒါစတင်ခဲ့ရတဲ့တကြံမှုလေးပေါ့နော်အဲ့တော့နောက်ပိုင်းကျရင်တော့တကြံကိုအဲ့လိုလဲလဲရကောင်းမှန်းသိသွားတယ်အဲ့နောက်ပိုင်းမှာတော့လဲပြစ်တယ်တကြံနေကြလို့ရှိရင်ပြီးရင်ခကြီးတွေထွက်ဖြစ်တယ်ပေါ့နော်ဒီနှစ်ကတော့အာတကြံမှာကျွန်တော်အလုံးလုံးရင်းနဲ့ဖြတ်တန်းရမယ် အာကျွန်တော်မန္တလေးမြို့တော်ဝန်မှာတချင်းဆိုမဲ့အစောတော်တယောက်ကိုကျွန်တော်မိတ်ကပ်တွေစပင်းတွေဝတ်စုံတွေကျွန်တော်ပြင်ဆင်ပေးနေတဲ့ အဲမန္တလေးတကြံမှာကျွန်တော်ရှိနေပါပါခင်ဗျာတချို့မန်တက်တွေကလည်းကျွန်တော်မန္တလေးမှာရှိမယ်ဆိုတော့သိတဲ့အတွက်လာပြီးတော့သူတို့မန်တက်ကိုလာလဲဖို့ပေါ့နော်ဖိတ်ပါတယ်အဲ့အတွက်လည်းကျွန်တော်သွားရမယ်အာကျွန်တော်အစတော်မဟုတ်ဘူးတချင်းမစိုးတက်ဘူးလို့ကျွန်တော်ကြိုပြောထားတယ်ဒါပေမဲ့မန်တက်ပေါ်တက်ပြီးတော့နည်းနည်းပါးပါးသိတဲ့ကိုနှုတ်ဆက်ပြင်ရပြီလို့ဟိုဆိုတဲ့အတွက်ကြောင့်မလို့ဒီနေ့ကတော့မန္တလေးတကြံမှာရှိနေပါပါခင်ဗျာဟုတ်ကဲ့တောင်းဆိုလာရဆိုမှတော့တောင်းဆိုလာရဆိုမှလားဆိုတော့လေဘယ်လိုပြောရမလဲတခါလဲတက်ဆိုဘူးတယ်ပေါ့နော်အရန်တောင်းဆိုတဲ့အတွက်အမဲလိုက်ကတချင်းပေါ့နော်အဲ့ဒါလဲလိုင်းမော်ရောက် ွားတယ်ဟိုဘယ်လိုပြောရမလဲချစ်ကြတယ် throw ကြတယ်ပေါ့နော်ဒီတစ်ခါဆိုဆိုပြစ်ခဲ့မယ်ဆိုရင်လည်းအဲ့ဒါအ throw ခံရမယ်ဆိုတာယုံကြည်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ကအတန်လည်းမကောင်းဘူးကီးလည်းမမှန်ဘူးဒါပေမဲ့အဲဘယ်လိုပြောရမလဲကျွန်တော်ဂီတကိုအရင်ချစ်တယ်အနုပညာကိုအရင်ချစ်တယ်ဂီတကိုချစ်တဲ့သူတယောက်အနေနဲ့အနုပညာကိုချစ်တဲ့သူတယောက်အနေနဲ့အဲတခြင်းတွေကတော့စိုးခွင့်ရှိတယ်လို့တော့ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အရင်တောက်ဆိုတဲ့အခါကျရင်ငင်းလို့မရဘူးဆိုရင်တော့ဟိုမတောက်တစ်ခေါက်လေးနဲ့တော့ခါကြရင်တော့အဲ့လိုမျိုးလေးတက်ဆိုတဲ့အခါမျိုးတွေလည်း ကြုံရပါတယ်တချို့နေတွေသွားတယ်ဆိုရင်လည်းဒီတိုင်းပဲအခန်းပိတ်ပြီးတော့ဆိုခိုင်းတာပေါ့နော်ဟာမရအောင်ကိုသားကြီးတပုတ်တော့ဆိုပေးရမယ်နော်မရဘူးတက်ဆိုပေးဘာညာဆိုရင်ဟိုလွယ်တဲ့တခြင်းလေးတွေပေါ့နော်တက်တက်ပြီးတော့နည်းနည်းပါးပါးလေးဆိုပေးပြတဲ့အခါမျိုးတွေလည်းရှိပါတယ်ဒါပေမဲ့ဆိုတော့လည်းဘယ်တော့မှမလုပ်ပါဘူးတရုတ်ဆောင်လည်းဘယ်တော့မှမလုပ်ပါဘူးကျွန်တော် maker artist တယောက်အနေနဲ့ပဲကျွန်တော်ဘဝဖြတ်သန်းပါပါအဲမလွန်ဆန်နိုင်တဲ့အခါမျိုးတွေအဲ့လိုဟိုအမြင်မတော်တဲ့အရာတွေတွေးခဲ့လို့ရှိရင်လည်းခွင့်လွှတ်ပေးပါလို့ဒီနေ့ကနေပြောပြရစီခင်ဗျဆိုတော့ကိုဒီနေ့ပြန်ကြမှာတကယ်လို့အမဲလိုက်ကတောင်းဆိုရင်အမဲလိုက်ကပဲထပ်ဆိုမှာလို့ရှိတယ်အဲအမှန်တမ်းပြောရင်ပြောဖို့ရှိတယ် အဲတောင်းဆိုအဲ့လိုမျိုးတွေပေါ့နော်ကျွန်တော်တခြင်းဆိုဘို့တော့တောင်းဆိုဘို့ကတော့ကျွန်တော်ခင်းရင်ပါတယ်မဖြစ်နိုင်တော့ပါပဲဘာလို့ဆိုတော့ကျွန်တော်တခြင်းမဆိုတက်ဘူးဆိုရလဲသိနေတဲ့ခါကြတော့လေအဲ့တော့ဟိုယူရီယာကောက်တောင်းတော့ကလည်းအဲ့လိုမျိုးပဲမန္တလေးမှာကျွန်တော်ဖိတ်တယ်အဲ့ဒီ အဲမန်ဒက်ကဖိတ်တယ်ပေါ့သွားတယ်သွားတော့တချင်းမဆိုတတ်ဘူးကျွန်တော်စုလေးတက်ချခိုင်းတယ်စင်ပေါ်မှာကျွန်တော်စုလေးတက်ချရတယ်ပြီးတော့နောက်ဆုံးကောင်းတောင်းကြည့်တဲ့အချိန်ကျတော့အနုပညာရှင်တွေအားလုံးနဲ့အတူတူတက်ပြီးတော့ကပေးရတယ်ပေးသက်နဲ့အတူတူပျော်ပေးရတယ်ပေါ့နော်အဲ့ဒီလောက်ပါပဲခင်ဗျာအခုတကြံလဲဒီလောက်ပဲအဲကျွန်တော်လုံနိုင်ပါပါကျွန်တော်အားအနုပညာဘက်မှာအားရက်နေပါတယ်ခင်ဗျာအကုန်လုံးလောင်းပါအကုန်လုံးအဆိုပြီးဝိုင်းလဲလောင်းပါပဲအားလုံးရေလိုက်လောင်းပါပါတကြံဆိုတော့လေကိုချစ်တဲ့သူတွေအားချစ်ရတဲ့မိဘပြည်သူတွေဆိုလဲဒါအရန် ဘယ်လိုပြောရမလဲကျွန်တော်လည်းချစ်ပေးတယ်ကျွန်တော်လည်းသူတို့ကိုချစ်တယ်ဆိုတော့တွေ့သမျှတူအကုန်လုံးတော့ရေလောင်းမိတာမှကိုသားကြီးကိုတွေ့ရင်တော့ထွက်ပြေးရမှာနော်အခုပေါ့နော်တကြံရောက်တော့မယ်အဲ့တော့တကြံမှာနှစ်သက်ကနေစပြီးတော့ Charity ဘာပြည်သူတွေအားလုံးအနေရကင်းပေးရှင်းပြီးတော့အသက်ရာကြော်ရှည်ကြပါစေအသက်ရှူတိုင်းပတ်စံနေဝင်ပါစေလို့ဆုတောင်းပေးပါရနော်